ဒီလိုပါဗာလဲဆိုတော့ကကြတော့သမီးလေးမွေးနေဆိုသမီးကသူမွေးနေမှာတနည်းအားလိုက်ပို့ခိုင်းတယ်လေကိုရီးယားလည်းဗာလဲဆိုပြီးပြီးတော့ကန်တော်ကြီးလိုက်ပို့လိုက်ပြင်ဦးလွင်မှာတွဲလက်ကပြန်ထွက်လာတဲ့အချိန်မှာအဲ့မှာဗာလဲဆိုတော့ပရိသတ်လေးပေါ့နော်ကိုမိုးနဲ့တပုံတွဲရှင်လို့တပုံတွေတွဲရ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 တယ်တွဲရပြီးသွားတဲ့ခါကျတော့ okay ဆိုအဲ့မှာဖျားလေးခင်းတာချင်းလေအဲ့နိုင်လေးထိုင်လိုက်တဲ့ခါမှာတိတာမောင်မီစကြီးကပွင့်တယ် Facebook မှာတင်ပြီးတောင်းပန်ရတာပေါ့နော်တကယ်လို့များဈေးပွင့်နေရင်အဲ့နေရာလေးကိုစတစ်ကာလေးကပေးဖို့ပေါ့နော်ဒီလိုပဲပြောရတော့မှာမပြောလို့မရဘူး ဒါအဲ့နေရာဒါသမီးမွေးနေ့အမှတ်တရပါကိုရောက်တဲ့ချိန်မှာလူလက်သိမ့်မရှိပါဘူးနှစ်ဝိုင်းသုံးဝိုင်းလောက်ရှိတာပါနည်းနည်းမူးလာတော့ဂီတာလေးလည်းရှိတော့တချင်းတက်ဆိုကြအောင်နော်ဘယ်လောက်ဒီတောင်းချမ်းလိုက်လည်းမသိဘူးအဲ့ထောင်ဝိုင်းလောက်မှရှိရဖန်ကွက်ကိုရိုက်ခွဲလိုက်ခွန်းအညာတော့စူတယ်ပါ냐ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တို့တော့ဂီတာလေးပြီးမှထားပြီကိုကကိုကပြန်သားတော့တယ်ပေါ့အဲမြင်ကတဲ့လူလည်းရှိတယ်ရှိမှာပဲလေ ျွန်တော်တရားမင်းရဲ့ချင်း6ပုတ်ထွက်မယ်အာမီဒီယာရှေ့မှာဒါပြောလိုက်ရတာလေကိုယ့်ကိုစာချုပ်ချုပ်လိုက်တယ်လို့ပါပဲဒါကျွန်တော်3 versus 3ဆိုပြီးလောလောဆယ်နာမည်ပေးထားပါဘောနော်အဟောင်း3ပုတ်အစ်3ပုတ်အဟောင်း3ပုတ်ဆိုတော့ကိုယ့်တချင်းနေမဟုတ်ဘူးတခြားကိုဆိုချင်တဲ့တချင်းလေးတွေရှိတယ်အဲ့ဒါနဲ့ကျွန်တော်အစ်3ပုတ်နဲ့6ပုတ်ပေါ့နော်အဲ့ဒါပေးပြမလား coffee whiskey နိုင်ရုပ်တစ်ချောင်းလို့ပေးပြမလားမသိသေးဘူးဘုံဘုံပုံစံမြင်ရမှာပေါ့နော်ဒါမဲ့ခင်မီတိုးတက်တော့ အတန်လေးတွေတော့နည်းနည်းပါမှာပေါ့နော်ဒီဘက်ခစ်ကပါလဲဆိုတဲ့ခါကျတော့အဲ sing လေးတွေလို့တချို့ဟာလေးတွေအဲ့အားလေးတွေတော့ထည့်ရမှာပေါ့နော်ကျွန်တော်စတော့မဖြစ်ဘူးခက်တာခက်တာခက်တာဗာလဲဆိုတော့ကျွန်တော်ဘွားမှာအရန်ခက်တဲ့အရန်ခက်တဲ့ music ကကျွန်တော် EDM တီးတာကျွန်တော်မတက်ဘူးမလုတ်တက်ဘူးကြာကျန်တဲ့ဟာတွေတော်တော်များများကလုတ်တက်တယ်နှိစက်တယ်မြန်မာအတန်းတော့ကျွန်တော်ဒီနိုင်တဲ့အခြေအနေလေးနည်းနည်းရှိတယ် အဲ EDM ဆိုရင် EDM ရုပ်ကိုမပေါဘာပုံဘာပုံကြီးပေါသွားမှမသိဘူးတော်တော် disco ကြီးပေါပေါသွားတာဒီလိုပါဗာလဲဆိုတော့ကကြတော့သမီးလေးမွေးနေဆိုသမီးကသူမွေးနေမှာတနေရာလိုက်ပို့ခိုင်းတယ်လေကိုရီးယားလည်းဗာလဲဆိုပြီးပြီးတော့ကန်တော်ကြီးလိုက်ပို့လိုက်ပြင်ဦးလွင်မှာဒါပေမဲ့ဗာလဲဆိုတော့ကကြသမီးရဲ့ချိန်စာမိတာလားမသိပါဘူးသူ့ကိုပြီးပြီးတော့ကန်တော်ကြီးလိုက်ပို့လို့နဲ့တူတယ်အာဗာလဲဆိုတော့ခါကြသူတို့နဲ့တပ်ပုံတွေမရိုက်ခင်မဟုတ်ဘူးရှေ့မှာမုံတွေပါတယ်စားတယ်အဲ့မှာတွိုင်းလက်ခဏဝင်သွားတာတွိုင်းလက်ကပြန်ထွက်လာတဲ့အချိန်မှာအဲ့မှာဗာလဲဆိုတော့ပရိသတ်လေး ောနော်ကိုမိုးနဲ့တပုန်တွဲရှင်လို့တပုန်တွဲရ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 တယ်တွဲရပြီးသွားတဲ့ခါကျတော့โอเคဆိုတော့အဲ့မှာဖျားလေးခင်းတာရှင်လေအဲ့နိုင်လေးထိုင်လိုက်တဲ့ခါမှာတိတာဘောင်းမီစကြီးကပွက်တယ်ဘောင်းမီစကြီးကပွက်တယ်ဆိုတော့တွဲရိုက်တာပြန်စဉ်းစားတော့ငါဘယ်နှယောက်လောက်ရှိလဲဘောနော်အဲ့ဒါဆိုတော့ဆယ်ယောက်လောက်တော့ရှိတယ်အဲဆယ်ယောက်လုံးလိုက်ကြည့်တော့လေမရှိတော့ဘူးလေဟုတ်ပါဆိုဓာတ်ပုံပြအဲ့ဒါနဲ့ Facebook မှာတင်ပြီးတောင်းပန်ရတာပေါ့နော်တကယ်လို့များဈေးပွင့်နေရင်အဲ့နေရာလေးကိုစတစ်ကာလေးကပေးဖို့ပေါ့နော်ဒီလိုပဲပြောရတော့မှာမပြောလို့မရဘူးအဲအဲ့နေရာဒါသမီးမွေးနေ့အမှတ်တရပါ ြင်နိုင်ချစ်ကြတယ်เนาะအဲမြင်နိုင်ချစ်တယ်ဒါမဲ့လေအမြင်ကားတဲ့လူတွေလည်းရှိရင်မြင်ကားတဲ့လူတွေလည်းရှိကျွန်တော်တို့ကမူးရင်ဆိုကြတာလေဟုတ်လားဆိုတော့ကကြတငယ်ချင်းဘားလေးတစ်ခုရှိပါတယ်တငယ်ချင်းဘားလေးတစ်ခုရှိရအဲတချင်းကိုရောက်တဲ့ချိန်မှာလူလည်းသိမ့်မရှိပါဘူးနှစ်ဝိုင်းသုံးဝိုင်းလောက်ရှိတာပါနည်းနည်းမူးလာတော့ဂီတာလေးလည်းရှိတော့တချင်းတွေတက်ဆိုကြအောင်နော်ဘယ်လောက်ဒီတောင်းချမ်းလိုက်လဲမသိဘူးအဲ့ဘောင်ဝိုင်းလောက်မှရှိရဖန်ခွက်ကိုရိုက်ခွဲလိုက်ခွန်း ာညာတော့စူတယ်ပါညာโอเคโอเคโอเคတို့တော့ကေဒါလေးမိမထားပြီကိုကကိုသူပြန်သားတော့တော့ပါအာမြင်ကတဲ့လူလည်းရှိတယ်ရှိမှာပဲလေအော်ဟုတ်တယ်ဟုတ်တယ်သူကြောင်တချို့ဟာလေးတွေကအဲ့လိုအမတ်တရားလေးတွေတင်ဖြစ်တာဖြစ်တာပေါ့နော်အဲ့ဒီအဲ့ဒီ technology ပေါ့နော် TikTok နဲ့ပတ်သက်ပြီးပြီးတော့က TikTok ရဲ့ပြီးတော့ CapCut ရဲ့ editing အဲ့ဒီအဲ့ဒီအဲ့ tech တွေအကုန်လုံးသူအကုန်ကျွမ်းချင်တယ်ကျွန်တော်တည်းပူကျွမ်းတယ်တကယ်ပြောတာကျွန်တော်တည်းပူကျွမ်းချင်တယ် ထားတယ်ဆိုတာလေးပြုတ်ကြပြီ။အာဟာအခုကတော့မစိုးဝလာဘာမှမဖြစ်ဘူး။အဲဓာတ်ပုံရိုက်တဲ့အခါအဲ့လိုမျိုးအိမ်သာတွိုင်းလက်ကထွက်လာပြီဆိုတော့ဇစ်ကလေးတေချာဆွဲတတ်ကြဖို့ပဲပြောရမှာပေါ့နော်။အဲနောက်ပြီးအခုကဒါမိုက်ပေါင်းဆိုတော့ကျွန်တော်ကဗာလေးဆိုပရိသတ်ကိုပြောရမယ့်စကားတဲ့မီဒီယာကိုပြောချင်တဲ့စကားလေးရှိသေးတယ်။မဲသုံးချက်လောက်ရှိတယ်။ပထမတစ်ချက်ကဗာလေးဆိုတဲ့အခါကျတော့ကိုမေးမဲ့အမှုပညာရှင် celebrity က တချင်းစုံနေရလားစိုက်ကားနေနေရလားရေတန်းပို့နေရလားဒရိုက်တာလုပ်နေရလားအဲ့ဒါလေးတော့ကွဲပြားပြားလေးတိဖို့လုံမယ်ပေါ့နော်မေးကန်ဒီမှာမေးရမယ့်မေးခွန်းတွေဘယ်မှာပေါ်ပေါက်လာနိုင်လဲဆိုတော့သူ့ဘောပေါ်သွားလိုက်ပေါ့ဗျာ Facebook ဖြစ်စီ Twitter ဖြစ်စီတခုသွားလိုက်တဲ့ခါကျသူ့ရဲ့လှုပ်ရှားမှုလေးရှိမယ်အဲ့ဒါနေမေးခွန်းလေးမေးပေါ့နော်အဲမေးတဲ့မေးခွန်းကဘာမှမသိဘဲနဲ့ပေါ့နော်ဒီအနုပညာရှင်ကဘာလုံမှမသိဘဲနဲ့ဘာဖြေရမှာ သဘောပါဗောနော်အဲ့တော့ကုမင်းမဲ့နုပညာရှင်ရဲ့အကြောင်းလေးတော့နည်းနည်းလေးသိအောင်လုပ်ထားစီခြင်းနဲ့နောက်တစ်ချက်ကဘာလဲဆိုတော့ခါကြဥမာဒီမှာဆိုတာမိုက်ပေါင်းလေဒီဘက်ကညီမလေးမေးပြီးသားမေးကွန်းဖြေပြီးွားပြီခဏနေကြဒီဘက်ကအဲ့မေးကွန်းပဲပြန်မေးဆိုတဲ့ခါကြတော့အဆင်မပြေဘူးလေအဲ့တော့အဲ့တော့မေးပြီးသားမေးကွန်းလေးပြန်မမေးဖို့ကဒုတိယချက်နောက်တစ်ချက်ကတော့တော်တော်ခုနေကတော်တော်စိတ်ဆိုးတာဟိုဟာကင်မရာရုံပါဗောနော်မေးလိုက်တယ်သူကမေးကွန်းမေးလိုက်တယ်မေးပြီးသား तू ကဖုန်းသုံးတယ်ဖုန်းသုံးတယ်တော့ကိုက तू तू မေးတော့သူ့ကိုကြည့်ဖြေတာဗောနော် ကြည့်ပြတော့အိုင်းကတက်ကမရဘူးစကားရက်သွားတယ်ရက်တော့ဘာပြောလို့ပြောရမလဲမသိဘူးလေဆိုတော့ကကြာအဲ့တော့ conversation တခုကောင်းကောင်းလေးဖြစ်လာဖို့ကမေးတဲ့သူနဲ့ဖြေတဲ့လူကအဲ့တော့အိုင်းကတက်လေးနဲ့တကြအော်ဟုတ်တာစိတ်ထက်မပါလဲလေတလားအော်ဟုတ်တာဘောဟုတ်တာဘောအဲနည်းနည်းလေးတော့လုတ်ပေးကြပါလို့အဲ့ဖုန်းကြီးသုံးနေတာတော့ရုတ်တရားဆိုးတယ်တလားအဲ့အဲ့ဒါလေးပြောချင်တာပါမီဒီယာကိုဒီနေ့တော့ကျွန်တော်တချင်းဆိုဖို့ချင်နေကလောလောဆယ်မှာမရှိသေးဘူးဗျမရှိသေးဘူး ကျောင်းကျူးတိုက်ဆိုင်သွားရင်တော့တရက်လောက်တော့စူပြစ်မလာတော့မသိဘူးပေါ့နော်ဘယ်လိုစရောမစူပြစ်သေးပါဘူးဟိုနောက်တစ်ခုကကြံမှာမစူပြစ်ပေမဲ့ကျတော့ကြံလဲမယ်ကြံမှာလဲမယ်ခွင်တောင်းပြီးပါပြီအဲနည်းနည်းလေးတောက်မယ်ခွင်တောင်းပြီးပါပြီပြောချင်တာရာသီဥတုပူတယ်ရာသီဥတုပူတာကလေမနစ်စီကလေဒီ temperature ထက်ကိုပိုများတယ်51 52လောက်ထိကျွန်တော် ကျွန်တော်ကျွန်တော်ဟိုဂျုံဘူးတယ်အခုက39လောက်38လောက်ပဲရှိသေးရတော့ဘာတော်တော်ဘူးတယ်လို့ခံစားရတယ်အဲ့တော့ဗာလဲဆိုတော့တခုခုမြန်ဟိုပေါ့နော်ဗာခရမ်းလွန်အောင်ကြီးလားဗာလဲခရမ်းအောင်လုံကြီးလားအဲ့လိုမျိုးတွေတခုမြန်ဟိုနဲသွားလို့လားမသိဘူးလေနော်ပူတဲ့ဒဏ်ကြီးကပူခံစားရတယ်အဲ့တော့တကြံမှာဖြတ်တန်းတဲ့ခါကျအဲနေအောင်ကြီးကိုဂရုစိုက်ပေးပါပြီးသွားတဲ့ခါကျတောက်တာဆားရလေးနည်းနည်းလေးရှော့ပြီးတော့ပေါ့နော်ကျွန်တော်လေးလေးနက်နက်လေးဆူတောင်းပေးချင်တာကတော့အေဂျင်တော်တကြံဟိုကျမ်းမာစွာနဲ့ ပြီးဆုံးအောင်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းချင်ပါတယ်ဗျ။